မျိုးသားတွေအတွက်သူတို့ရဲ့ရွှေပန်းကိုကြီးထွားအောင်လုပ်လို့ရလားအမျိုးသားအများစုရဲ့ဆန္ဒကရွှေပန်းကြီးထွားစေဖို့ပါပဲဒါကအမျိုးသားတိုင်းရဲ့အဖြစ်ချင်းဆုံးဆန္ဒပါ2025ခုနှစ်မှာကောက်ယူထားတဲ့စစ်တမ်းတွေအရအမျိုးသားတွေရဲ့80ရာခိုင်နှုန်းကဒီလိုမျိုးဖြစ်ချင်ကြပါတယ်တဲ့ဒါကြောင့်အမျိုးသား10ယောက်မှာ9ယောက်လောက်ကဆန္ဒရှိကြတယ်လို့သတ်မှတ်လို့ရပါတယ် ဒီလိုကြီးထွားဖို့ဘာတွေလုပ်ကြမလဲနီလန်းတွေကတော့အများကြီးရှိပါတယ်နော်တဘာဝနီလန်းတွေဆရာဝန်တွေညွန်ကြားထားတဲ့စေးမီးတွေနဲ့လင်းကျခံလောက်တာစတဲ့နီလန်းတွေအများကြီးရှိပါတယ်နော်ဒီနီလန်းတွေအများကြီးတဲ့ကောင်မှတကယ်ထိရောက်တဲ့နီလန်းတွေရှိသလိုစိုးချိုးဖြစ်စေတဲ့နီလန်းတွေလည်းရှိနေပါတယ် ဒါကြောင့်ဒီလိုဆိုးကျိုးတွေမဖြစ်ရအောင်သိပ်ပံနီးကြစနစ်ကြတဲ့ဆရာမဒေါက်တာဖြူဖြူရဲ့လမ်းညွှန်ချက်တွေအတိုင်းပြောပြပေးပါမယ်နော်ဒီကြောင်းလေးကို မပြောခင်မှာခုလိုဆရာဝန်ညွန်ကြားထားတဲ့စနစ်ကြတဲ့ကျမ်းမာရေးဗဟုသုတတွေကိုတရားဖို့ညီမရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။နောက်ပြီးဘေးကခလုံးလေးကိုနှိပ်ထားမယ်ဆိုရင်အတင်းတင်နဲ့ကျမ်းမာရေးဗဟုသုတတွေကို နေ့စဉ်တရားမှာပါ။ တတိပေးချက်ဒီအကြောင်းအရာကကျမ်းမာရေးဘဟုသုတနဲ့လူမှုအသိပညာပေးရည်ရွယ်ချက်ဖြစ်ပြီးတော့မိတိသင်ခန်းစာအာတိုးဖြစ်စီ စေဝါညွန်ကြားချက်မဟုတ်ပါဘူးမိသားစုနဲ့လူမှုအတန်းဝိုင်းမှာကျမ်းမာရေးဘဟုသုတသုံးသက်စေလိုသူများအတွက်ကိုရည်ရွယ်ပြီးတော့ဖန်တီးထားခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီကြောင်းကို ဆွေးနွေးပေးပါမယ် Let's go ပုံမှန်အားဖြင့်အမျိုးသားတယောက်ရဲ့အင်္ကာက impression ဖြစ်နေတဲ့အချိန်မှာလေးလမှခတ်ရှိမယ်ဆိုရင်ဒါဟာတမန်အရွယ်စားလို့စီးပညာရှင်တွေကသတ်မှတ်ကြပါတယ်ဒါပေမဲ့ဒီနေရာမှာတယောက်နဲ့တယောက်မျိုးရိုးပြီးစနေရာဒီတာနဲ့အစာအတောက်နေကျင်ခန်းကျမ်းမာရေးစားတဲ့အချက်တွေပေါ်မှာမူတည်ပြီး ကွဲပြားမှုတွေရှိပါတယ်နော်စစ်တမ်းတွေက အာရှဒေသကအမျိုးသားတွေဟာဥရောပအမေရိကနဲ့အာဖရိကဒေသကအမျိုးသားတွေလောက်မကြည့်ထားကြပါဘူး။ဒါကအစိုးကပြောခဲ့သလိုညိုယိုဗီဇအပေါ်မှာမူတည်ပြီးတော့ကွဲပြားသွားတာပါ။ဒီပေါ်မှာညှဉ်းကုံလို့မရသလိုမကျင်နဲ့လို့လည်းမရပါဘူး။ဒါကလက်ခံရမယ့်လက်ရှိတဘောတရားပါနော်။ဒါပေမဲ့ဒီအခြေအနေတွေကိုပြောင်းလဲနိုင်တဲ့နည်းလမ်းတွေတော့ရှိပါသေးတယ်။ ဒီလိုနီလန်များကြီးထဲကမှပြုလို့ရတာလွယ်ကူပြီးဘေးထွက်ဆိုးကျိုးမရှိတဲ့နီလန်တချို့ကိုမျှဝေပေးသွားမှာပါပထမနီလန်ကတော့အားလုံးတတိထားကြတဲ့ပြောင်းဆွဲတဲ့နီလန်ပါဒီနီလန်ရဲ့လှုပ်ဆောင်ပုံကလှုပ်ဖူးတဲ့သူတွေဆိုရင်သိကြပါတယ်သူကလေဖိအားတစ်ခုနဲ့ဆွဲဆန့်လိုက်တာပါဒီလိုဆွဲဆန့်တဲ့အတွက် ဖြစ်စည်းရဲ့အကျိုးလေးတွေက အနည်းငယ်ဆန့်ထွက်လာပြီးအွေအစားပုံမရှိလာစေတာပါနော် ဒါပေမဲ့တတိပြုရမယ့်အချက်တွေလည်းရှိတယ်နော်။ဒါတွေကတော့ဆွဲဆန့်တဲ့အခါမှာ ရှည်ရှင်တဲ့စိတ်နဲ့လောဘကြီးပြီးအကြကြီးဆွဲဆန့်လိုက်ရင်သွေးကြောတွေပျက်စီးတတ်ပါတယ်။အဆိုးဆုံးကတော့ပုံစံပြတ်သွားနိုင်ပါလေ။ဒီအချက်ကိုအထူးတတိပြုကြပါနော်။ဒါကြောင့်အချိန်ကြာကြီးဆွဲဆန့်တာနဲ့မကြာခဏမပြုလုံးမိစေဖို့တတိပြုရပါမယ်။နောက်ထပ်နီလန်တစ်ခုကိုပြောပြပေးမယ်နော်။နောက်ထပ်နီလန်တစ်ခုကတော့ ရှေးကလေးကအသုံးပြုလာကြတဲ့နီလန်ဟောင်းပါဒီနီလန်ကအမျိုးသားအင်ကာကိုနှုတ်ညက်တယ်လို့လက်နဲ့ဆွဲဆန့်တဲ့နီလန်ပါဒီနီလန်ကအစောကပြောခဲ့တဲ့ပြောင်းဆွဲတဲ့နီလန်နဲ့အတူတူပါပဲလက်နဲ့လှုပ်တာနဲ့အကူပစ္စည်းနဲ့လှုပ်တာပဲကြွားချတာပါလုံနီကတော့အောက်ခြေကနေတဖြည်းဖြည်းအပေါ်ကိုလက်နဲ့ဆွဲဆန့်ရတာပါတချို့ကလည်းအပေါ်အောက်ဆန့်ကျင်ဘက်ဆွဲသက်ကြပါလေ ဒီနီလန်ရှေးရခင်ကလေးကအသုံးပြုခဲ့တဲ့နီလန်ဖြစ်လို့ဘေးထွက်အဆိုးကျိုးနေပြီးတော့အနေငယ်ရှည်ထွက်စေပါတယ်။ဒီနေရာမှာလက်လေးကတော့တန်ရှင်းဖို့တော့လိုအပ်ပါတယ်နော်။ဒါပေမဲ့တတိထားရမယ့်အချက်ကနောက်ထပ်တစ်ချက်ရှိပါသေးတယ်။အဲဒါကတော့စိတ်အားကြီးပြီးအားလွန်သွားခဲ့ရင်သွေးကြောလေးတွေပြတ်တောက်တာနဲ့အဆိုးဆုံးကတော့လိမ်တန်းကျိုးသွားနိုင်ပါတယ်။နောက်ပြီးမကြာခဏလုံနေမယ်ဆိုရင်ဆဲတွေထိခိုက်မှုရှိပြီးတော့ ညှိုးချသွားနိုင်ပါတယ်။ဒါကြောင့်ဒီအချက်ကိုအထူးတတိပြုပါနော်။ဒီနီလန်းနှစ်ခုကတခြားဆေးထိုးတာဆေးတောက်တာစတဲ့နီလန်းတွေနဲ့ရှင်မယ်ဆိုရင်ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့သတ်မှတ်လို့ရပါတယ်။ဒါပေမဲ့တန်ဆေးလွန်ဘေးဆိုသလိုလိုအပ်တာထပ်ပို့ပြီးလုပ်မယ်ဆိုရင်တော့ထိခိုက်မှုတွေဖြစ်လာမှာပါ။နောက်ပြီးဒီလိုလောက်တာနဲ့ပတ်သက်ပြီးလူငယ်တွေကြားမှာရေပန်းစားတယ်ဆိုပေမဲ့ပညာရှင်တွေကသိပ်ပံနီးကြစမ်းသပ်တဲ့အခါမှာတိတာတဲ့ထူးခြားမှုမရှိဘူးလို့မှတ်ချက်ပြုကြပါတယ် ပညာရှင်တွေရဲ့ညွန်ကြားချက်ကတော့ရှင်းပါတယ်။တင့်ရဲ့ညီလေးဟာ impression ဖြစ်နေတဲ့အချိန်မှာသုံးလက်မအောင် ရှိမနေဘူးဆိုရင်ဒါဟာပုံမှန်အခြေအနေဖြစ်လို့စိုးရိမ်စရာမလိုဘူးလို့သတ်မှတ်ကြပါတယ်။တကယ်လို့သုံးလက်မအောင်ရောက်နေတယ်ဆိုရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြင်ပင်သင့်ပါတယ်။နောက်ပြီးအမျိုးသားအင်္ဂါဟာနူးညံ့တဲ့အစိပ်ပိုင်းဖြစ်တာကြောင့်ထိခိုက်မှုမဖြစ်စေဖို့အင်မတန်တတိထားရပါတယ်နော်။ဒါကြောင့်ခုလိုဆရာဝန်တွေနဲ့ညွန်ကြားချက်တွေကိုတရားလိုက်နာပါ။ အကောင်းဆုံးနဲ့အနေအကင်းဆုံးဖြစ်အောင်လှုပ်ဆောင်ပါလို့အကြံပြုပါရစေ။နောက်ထပ်လည်းခုလိုကြမ်းမာရေးဗဟုသုတတွေကိုမျှဝေအောင်ပါနော်။နောက်ပြီးတစ်ချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာမေးခဲလို့ရပါတယ်။ဆရာဝန်တွေရဲ့ညွန်ကြားချက်တွေအတိုင်းစနစ်ကြပြီးအနေအကင်းတဲ့နည်းလမ်းတွေကိုမျှဝေပေးမှာပါနော်။